တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်လည်းဒီကာဗဆာ14ကာဗဆာဆိုတဲ့နေရာကဗျာဒါဧကအားဖြင့်ကြည့်မယ်ဆိုရင်ဒါထောင်နဲ့တောင်းနဲ့ချီတက် area ကြီးကတကယ်အကျယ်ကြီးအဲ့လိုနေသားဖြစ်တဲ့အတွက်တော်လိုင်းတက်ဖွဲ့တွေကတိုက်မယ်ဆိုရင်လည်းဒီနေရာကြီးကိုတိုက်ဖို့အတွက်လွယ်ကူတာတော့မဟုတ်ဘူးဗျဟိုဝင်ရောက်စီးနှင်းတိုက်ခိုက်ဖို့တိမ့်ပိုက်ဖို့ဆိုတဲ့ဟာကပေါ့နော်ဒီလောက် area အကျယ်ကြီးအဝန်းဝိုင်းကြီးပေါ့ဗျအဲ့ကြအဲ့လိုနေရာမျိုးကိုတိုက်ခိုက်တိမ့်ပိုက်ဖို့အတွက်ကလည်းတကယ်တော့မလွယ်ဘူးဒါပေမဲ့လည်း ရှေ့မှာတောက်လျှောက်ပါတော့တိုင်းစစ်ဌာနချုပ်တွေကစသိမ်းပြနိုင်ခဲ့တဲ့အားခတ်တော်အင်အင်းတွေကဒါကလည်းအတားဆီးတစ်ခုလောက်ပဲရှိမှာပါတော့ကြောဖြတ်သွားလိမ့်မယ်အဓိကလုံရင်ဖြစ်တယ်ဆိုရဲဟာပါတော့ဒီဒါနွေဦးတော်လိုင်းရေးမှာမြင်တွေ့နေရလိမ့်မယ်ဒီလိုလေးကြီးပဲမဖြစ်နိုင်ဘူးဆိုရဲဟာလေးကြီးပဲအကုန်လုံးပြနေတာအဲ့ဒါကြတော့ကျွန်တော်တို့အကုန်လုံးမျှော်လင့်လို့ရအဲဒါမှမဟုတ်တစ်ဖက်ကပြန်ကြည့်မယ်စစ်ကောင်စီဘက်ကပါဗျာစစ်ကောင်စီဘက်ကဒီ area ကြီးကိုထိန်းထားနိုင်ဖို့ကလွယ်မယ်တင်လို့လားသူတို့မှရှိရင်အင်အားထားလိုက်တော့1000 1500 အဲ့1500နဲ့အဲ့ဒါအေက1000လောက်ရှိတဲ့နေရာကြီးကိုဒါလွယ်လွယ်ကူကူသူတို့ထိန်းထားနိုင်မယ်ထင်လို့လားသူတို့ထပ်ပြီးတော့အင်အားတွေပို့အောင်အဲ့နေရာတစ်ခုတည်းပဲသူတို့ကာရမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒါအာခတ်တက်တော့အေကလည်းတည့်ရတဲ့အတိုင်းပဲစင်းနီးပြူပါကောင်းတဲ့အထွက်ပေါ့နော်ဘယ်နေ့ဘယ်ရက်မှာကျွန်တော်တို့ထပ်ပြီးတော့ ဒါကောင်းသတင်းတွေကြားရမလဲဆိုတော့ကိုဆက်ပြီးတော့စောင့်ကြည့်အောင်ပဲဗောဗျာအဲ့တော့ကျတော့အခုဆိုရင်တော့မှပဲကာဘာဆာ၁၄တွေကအဖွဲတွေကအထုတ်တွေပါတယ်ထုတ်ရင်ထုတ်နေတော့ထုတ်တာထုတ်တာမထုတ်ရသေးရင်လည်းထုတ်ထားပါဘောနော်ကလေးတွေပါတယ်ဘာညာအဲဒီခါကျရင်ကြံခဲ့မယ်ဗောနော်အဲ့ကြောင့်ဒါဒီတိရတိုင်းမဲ့တလိုင်းတက်ဖွဲတွေကမွေးစားရတာနဲ့မွေးပေးရတာနဲ့စောင့်ရှောက်ရတာနဲ့အလုပ်တွေရှုပ်တယ်အဲ့လိုမျိုးကျတော့လက်နှချဖို့အစီအစဉ်မရှိဘူးဆိုလည်းပြေးဖို့တခါလည်းပြင်တာ